စမယ်ဆိုတော့ကျွန်တော်တို့ပြန်ကြကနညကျွန်တော်ပြောတဲ့ညညင်းတက်မှကျွန်တော်နောက်ထပ်တစ်လိုက်ထပ်လွှင့်သေးတယ်နော်အဲ့ဒီမှာကျွန်တော်နှစ်ကက်နဲ့ခွဲကစားပြတဲ့ဟာလေးကိုပြန်ပြောပြပူဇာပူဇာနေရနအေတံမင်္ဂလာဗုဒ္ဓမံပတိရူပဒေသာဝါကျွန်တော်ပြောခဲ့တာကကျွန်တော်ဒီမှာ38ပလက်တဲနော်ကွနီဒီနီ3 4 5 6ဝိနယောဇသုတေဂိတော သူကနေ6နှစ်ပြီးလာလိုင်း4 4 6လို့ထောင်းအဲ့ဒီ4 4 6လို့ထောင်းထားတဲ့တနစ်ကျော်မြင်းကုန်မှာထွက်တဲ့ခါနဲ့၄တခွန်ပြီးအရှိ10နှစ်မြောက်ကခါနဲ့နော်ဒီရှိ10နှစ်မြောက်ကခါနဲ့ကသူကဘာနဲ့ထောက်ထားလဲဆိုတော့သူရဲ့အရှိတနစ်ကျော်1 2 3 4 5 6ခွန်8ချိန်ဆင်းလိုက်3 6ခွန်ထောက်နော် အဲ36ခွန်ရဲ့ဇောင်းမထွက်တဲ့ခဏကလည်းပြန်ကြခဏတူရဲ့၄ဘွဲကြုံမထွက်တဲ့ခဏကလည်းပြန်ကြခဏเนาะပြန်ကြခဏနေအဲ့ဒီပြန်ကြခဏနှစ်ကွက်ထွက်တယ်ဇောင်းမှာ36ခွန်တဲ့36ခွန်ကနေတနည်းကြုံမှာခုနကျွန်တော်ရေးပြလိုက်တယ်နေ၄6ခြေတိမ်မှာ၄1ခွန်လို့တဲ့အဲ့ဒီ၄1ခွန်ကသူကနေ၁၀နှစ်မြောက်38နှစ်နဲ့အချိန်ကိုင်း၄၄6ထောင်နဲ့မြင်းဟုတ်မှာထွက်တယ် ထွက်ပြီးတော့အဲ့ဒီကနေကအဲ့ဒီနှစ်ထဲမှာပြန်ကြကြတယ်ပေါ့ဗျာနော်ပြန်ကြကြတော့ညကကျွန်တော်3ခက်နဲ့ပြခဲ့တာဟိုဒီထောင်3လုံးက10ခက်စည်းထောင်3လုံးက9နော်ဒီပရိတ်7ကြောင်ဒီပရိတ်7ကြောင်ဇောင်း3လုံးက8လို့ဖြစ်ပြီးမသူ့အောက်မှာကြာလားလို့ကျွန်တော်ပြောခဲ့တာနော်အခု ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီမှာ3ရှစ်နှစ်လေးလေးရှောက်ထောက်လေးဒီမှာလည်းရှိတယ်3ရှစ်နှစ်လေးလေးရှောက်ထောက်အဲ3ရှစ်နှစ်လေးလေးရှောက်ထောင်ထားတယ်သူရဲ့မြင်းကုန်မှာထွက်တဲ့ကနေအဲ့အဲ့ဒီသူရဲ့မြင်းကုန်မှာထွက်တဲ့ကနေသုံးနှစ်ချက်လေးလေးရှောက်ထောင်မြင်းကုန်မှာထွက်တဲ့ကနေအရှိစေနေမြောက်ကကနေနော်ကျွန်တော်ညတော့ကပြောခဲ့ပါတယ်ဒါတန်းထဲထွက်ထားတာဒီနှစ်ကောသား အဲသူ့ရဲ့ရှေ့တနစ်ကျော်ရှစ်ပွဲဆင်းလိုက်ရင်ကျွန်တော်တို့ဒီမှာ36ခွန်ထောက်နော်ဒီမှာလဲအတူတူပဲသူ့ရဲ့ရှေ့နဲ့အချိန်ခိုင်းဆင်းရင်36ခွန်ထောက်အဲ့တော့ချက်ခွန်ရဲ့အော်ဆောင်မှာထွက်ထားတဲ့664ရဲ့လေပြန်ကြတော့ဒီဘက်ကျော်တဲ့ဟိုဟိုကလေးပြန်ကြနော်664ပြန်ကြအဲ့သူပြန်ကြခဏန်းဆောင်မှာ36ခွန်နေတဲ့တာပြန်ကြခဏန်းရဲ့ဆောင်မှာ36ခွန်နေတဲ့တာ36ခွန်နေတနစ်ကျော်10ပွဲတက်လိုက်ရင်၄တိခွန် တုံးချောက်ခုံကနေတနစ်ကျော်ရှစ်ပွဲတက်လိုက်ရင်ခွန်3ခွန်အဲဒီကနန်းဒီ10နှစ်မြောက်သွားပေါက်တယ်လို့သူကလည်း10နှစ်မြောက်သွားပေါက်တော့ဒီလေးလေး6ထောင်နဲ့မြင်းကုန်မှာပေါက်ခဲ့တာပေါက်ပြီးတော့မှအဲ့ဒီကနန်းကိုကျွန်တော်ကညက3ခက်ဆိုင်နဲ့ဒီနေရာမှာပြန်ကြကြမယ်လို့ပြောခဲ့တာနော်အဲ့တော့ညကကျွန်တော်ပြောခဲ့တယ်ထဲစည်းတောင်3လုံးကကိုနော်နောက်ပြုံးလာတဲ့စေဟောဒီပရိသတ်တည် ဆောင်းသုံးလုံး17လို့ရိုက်တယ်ခွန်နောက်ပိတ်အောင်မှာခွန်ပိတ်နဲ့ကြမယ်လို့ကျွန်တော်ပြောခဲ့တယ်နော်အဲဒီနကဆိုင်လေးတွေอ่ะဒါကျွန်တော်အစောကမပြဘူးလို့နေတာပဲနော်ဒါပေမဲ့အခုတော့ပြလိုက်ပါမယ်သုံးခါဆိုင်တွေကျွန်တော်ပြထားတာနေညကမနေ့ရက်တရင်နေ့တည်းကိုသုံးလိုက်ရှိတယ်နော်သေချာပြန်ကြည့်ညက7ထိုးမှကျွန်တော်ပြရတဲ့ లై ကိုတေချာပြန်ကြည့်အဲ့ဒီ లై ထဲမှာကောင်းတယ်ဟုတ်ကဲ့နောက်တစ်ချက်က ကျွန်တော်တို့ဒီ6လေးနှစ်က3နှစ်ကျော်တက်ပေါက်တယ်เนาะအဲ့6လေးနှစ်3နှစ်ကျော်တက်ပေါက်ပြီးတော့သူ့ရဲ့တက်နှစ်ကျော်53 4 53 53ကလည်းပြန်ရကြတယ်ဗောဗျာအဲ့53ရဲ့ဇောင်းက91ကိုပြန်ရကြမှာကျွန်တော်ခေါ်ချက်เนาะအဲ့ဒီမှာ तू ကဘာနဲ့ဆက်ဆက်ပြီးကြမလဲဒီ6လေးနှစ်3နှစ်ကျော်ပေါက်သူ့ဘေးမှာထွက်တဲ့318ထောက်ပြီးတော့မှဒီကဏ္ဍကိုကြမယ်เนาะဒီ318ပတ်သက်ခဲ့ ဘာလို့3-1နဲ့ပတ်သက်ခဲ့တုံးဆိုအဲ့ဒီ3-1ဒီဒီ6လေးနှစ်ထွက်ထားတဲ့ရှေ့နှစ်ကခဏ3-1เนาะ3-1သူက4-30ဒီမှာ6-5နှစ်ရှိတယ်เนาะအဲ့တော့ဒီ3-1ရဲ့ဇောင်းမှရှိတယ်5-6ဒီသူ့ရဲ့နောက်နှစ်ကို5-6တဲလို့သူလိုက်ပေါက်တယ်အဲ့ဒီကောင်ပေါက်တော့သူကဒီ6လေးနှစ်3-1ကျော်လိုက်ပေါက်တယ်6လေးနှစ်နဲ့အကြိမ်ခိုက်เนาะဒီ6လေးနှစ်ကနေအောက်ကိုကျွန်တော်တို့ 2 4 6 8ပွဲစင်းရင်ဒီ1 3ည6ပဲပြန်ကြသူနဲ့အကျင့်ခိုက်မှာအဲ့ဒီ9နှစ်6ပဲသူရှေ့တနည်းကြော်ရခံတယ်အဲသူရှေ့နှစ်ကခံတယ်နော်သူကဒီ3ခုရဲ့3ခုရဲ့ဆောင်ရခံတယ်နောက်နှစ်လိုက်ပို့ပြီးတော့သူနဲ့အကျင့်ခိုက်မှာပြန်ကြခံတယ်ငါလေးတိကိုသူထည့်အဲ့ဒီငါလေးတိကျွန်တော်ပြောခဲ့တဲ့ သူ့ရဲ့အောက်ဆောင်မှာအဲ့ဆောင်ရဲ့အောက်ဆောင်မှာတက်တယ်ဒီခွန်အဲ့တုံးဒီခွန်ရဲ့ဆောင်ကခိုင်းနေနော်ဒီခွန်ရဲ့ဆောင်ကခိုင်းနေသည်သူပြန်ကြတော့တုံးဒီခွန်နဲ့ပတ်သက်ခဲ့တဲ့9နှစ်6နှစ်အချိန်ခိုင်းမှာသူပြန်ကြကြအဲ့ तू ကဒီ9နှစ်6တုံးဒီခွန်ဒီမှာတွဲကစားခဲ့တာဟုတ်နော်အဲ့ဒီ9နှစ်6နှစ်တုံးဒီခွန်ဒီမှာ तू ကနောက်ထပ်တစ်ချိန်လိုက်ပောက်ခဲ့တဲ့အချိန်မှာ သူ့နဲ့အောက်ဆောင်ကခဏန်းသေးဒီ9နှစ်6ရဲ့အချိန်တိုင်းမှာပြန်ထည့်တာနော်အဲ့လိုမျိုးပဲအခုလဲဒီမှာဖြစ်တယ်ငါတကူ3နှစ်ကျော်လိုက်ပေါက်တယ်အဲ့ဒီငါတကူ3နှစ်ကျော်ကိုသူလိုက်ပေါက်ပြီးတော့သူ့ရဲ့အောက်ဆောင်မှာရှိတယ်630ပြန်ညာကြတယ်နော်ဒါသူ့ဘေးကနန်းနေကြတာတွေပါသေးတယ်ထားလိုက်တော့အဲ့ဒီငါတကူ3နှစ်ကျော်ပေါက်ပြီးတော့သူ့ရဲ့ဆောင်ကနန်းပြန်ကြတယ်ဒီဆောင်မှာထွက်တဲ့3ခုပုံပြန်ညာကြမယ် အဲ့ဒီမှာကျွန်တော်တို့ဒီအထက်ဆောင်တပွဲကြော်မှာရှိတယ်5 9 1ဆိုတာကဒီ5 1 9ရဲ့ရှေ့နှစ်ကကနေ5 9 1အဲ့ဒီ5 9 1ရဲ့ဆောင်ကကနေ3 2 4ဒီနောက်နှစ်ကို3 2 4လို့ data ပေါက်ပြီးတော့သူနဲ့အကြိမ်ခိုင်းမှာဒီ5 9 1ဒီနှစ်ဦးတက်ပေါက်ခဲ့ပြီသူ့ဆောင်ကကနေသူနဲ့အကြိမ်ခိုင်းမှာပြန်ကြကြမှာเนาะ အဲဒီကနေ့နောက်နှစ်ကိုလိုက်ပေါက်တော့လေသူကဒီ9ခုတည်းနောက်နှစ်ကိုလိုက်ပေါက်တဲ့ကောင်နဲ့အချိန်တိုင်းမှာထည့်တာထည့်ပြီးတော့မှသူ့ဆောင်ကဏ္ဍဒီနှစ်ဦးကိုတက်ပေါက်ခဲ့လို့အဲ့ဒီနှစ်ဦးရဲ့ကဏ္ဍရဲ့ဇောင်းတပွဲကြုံမှာထွက်တဲ့၃ခုခုဒီသူ့နဲ့အချိန်တိုင်းမှာပြန်ကြကြမှာနော်အဲ့တော့ဒီကဏ္ဍကအဲ့ဒီနှစ်ထဲမှာပြန်ရကြရင်၃ခါကြမှာခုမှတွေ့တာမကြည့်ဟုတ်ကဲ့ဦးနော် အဲ့သူကဒီကောင်တော့ကတော့သူက3ခါကြတယ်ဗျာအားလေးတိတ်ကြတယ်နော်3ခါကြတယ်နောက်အဲ့ဒီနေ့ထဲမှာပြန်ကြားထပ်တွေရှိတယ်နော်ကျွန်တော်တို့နောက်ဘွဲဟိုတဲ့ပြန်ကြားကိုထပ်ကစားအောင်မယ်ဆိုတာအဲ့ဒါတွေကိုလည်းကျွန်တော်ပြောချင်တယ်အဲ့ site ကသူကတော့ဒါအခုကျွန်တော်ဆရာဥကြည်တို့အကြိုက်ပေါ့နော်သူကဒီ40နဲ့အချိန်ခက်ကကဏ္ဍ96နှစ်လဲ40နဲ့အချိန်ခက်ကကဏ္ဍ301သူ့ဆောင်ကဏ္ဍမှာနော် သုံးခွန်တင်းနဲ့၅နှစ်၆သူကဒီမှာ၅နှစ်၆နဲ့သုံးခွန်တင်းလို့တဲ့တဲ့ပြီးတော့မှသုံးခွန်တင်းအောက်ဆောင်ကခန်းနေစီ၅နှစ်၆နဲ့အချိန်တိုင်းမှာပြန်ရကြဒီမှာလဲ၄၃၀တဲ့တယ်၅၁9 3.4ထည့်ထားအဲ့ဒီ9တိ9နဲ့3 4နှစ်ဒီဒီကနန်းဒီနောက်နှစ်ကိုလိုက်ပေါ့သူကလည်းနောက်နှစ်ဦးကမှတက်ပေါက်ထားတာအဲ့သူနဲ့ဇောင်းကရှိတဲ့ကနန်းဒီ3 4နှစ်နဲ့အချိန်တိုင်းမှာပြန်ကြ ကြမယ်လို့ကျွန်တော်တွေးကြည့်လိုက်တာเนาะအဲဒီနှစ်ကက်ဆိုင်လေးတွေကဒါလေးတွေကအထောက်အပူဖြစ်လို့ဖြစ်ညာပေါ့เนาะကျွန်တော်၃ကက်ဆိုင်တွေနဲ့တော့ကျွန်တော်ပြပြီးသားတွေပါညာအဲဒီကောင်ဆိုရင်လည်းဒါ၃ခုနဲ့အချိန်ကက်ကနေနှစ်ပြည့်ပေါ့ပြန်ကြကြတာเนาะဒီမှာလည်း၃၆ခုနဲ့အချိန်ကက်ကကနေ၃ခုခုနေနှစ်ပြည့်ပေါ့ပြီးတော့ပြန်ကြကြเนาะအဲ့လိုမျိုးလေးတွေပေါ့ကျွန်တော်တို့ ခဏန်းကနှစ်ကက်ဆိုင်သေးမှလည်းဟိုကဝင်တာတွေရှိတယ်။နောက်ဒီ line ကတော့ကျွန်တော် line နေတော့မယ် line နေတော့ဆိုတော့ဒါပေမဲ့သူ့မှာကနည်းနည်းလေးတော့ online ဖြစ်တယ်เนาะနှစ်မျိုးတော့ဖြစ်တယ်။သူ့ဒီ9960ကိုခွန်960သူ့ရဲ့ဒီဈေးမှာထွက်တဲ့ခဏန်းပြန်ကြခဏန်းเนาะပြန်ကြခဏန်းအဲ့တော့အဲ့ဒီ ်မှာ990နဲ့အချိန်ခိုင်းမှာထွက်တဲ့ခိုင်နဲ့ပြန်ကြဆိုရင်ကျွန်တော်တို့ဒီမှာ990နဲ့960သူ့ရဲ့အထက်ဇောင်းမှာထွက်တဲ့ခိုင်နဲ့ပြန်ကြခိုင်နဲ့ဖြစ်ကမယ်ဒီခိုင်နဲ့ဖြစ်ကမယ်အဲ့ဒီနေရာမှာသူ့ကိုမယူရင်900ကိုလည်းယူလို့ရအဲကိုလေးချစ်ကိုလည်းယူလို့ရတယ်နော်ဒါကတော့နှစ်မျိုးဖြစ်နေလို့ဘာလို့တော့ဆိုတော့အဲ့ဒီ frame နဲ့မှာ ကျွန်တော်တို့ဒီတုံညာသုံးခွန်တစ်နှစ်ကျော်ပောက်ပြီးတော့ပြန်ကြကြတယ်เนาะဒီမှာလည်းအတူတူပဲတုံညာသုံးခွန်တစ်နှစ်ကျော်လိုက်ပောက်တယ်အဲ့ကနေပြန်ရကြတယ်เนาะအဲ့တော့အဲ့ဒီတုံညာသုံးခွန်ကနေဒီဘက်တုံညာသုံးခွန်ကနေတန်းနဲ့ပြီးသွားလိုက်ရင်အဲ့ဒီမှာ9နှစ်6ဆိုတဲ့ကနေเนาะအဲ့ဒီကနေဒီအဲ့ဒီနှစ်ထဲမှာပြန်ကြကြတယ်9960သူနှစ်ဆောင်မှာကြတယ်เนาะ အဲ့ဒီ339ခုနေတနစ်ကျော်လိုက်ပေါက်ပြီးပြန်ရကြတော့ဒီ339ခုနေအချိန်ခက်ခဲခဏန်းကိုယူရင်300ခုနော်ဒီ300ခုကဒီ900ခု960ရဲ့အထက်ဆောင်မှာပြန်ကြကြလို့ရတယ်နော်ကျွန်တော်ဒီလိုတွေးကြည့်တာတကယ်လို့အဲ့ဒီလိုမယူဘူးဒီ339ခုနေမယူဘူးဒီ339ခုနေယူမလားဒါဆိုရင်ဒီ339ခုနေမယူဘူးဒီ339ခုနေအချိန်ခက်ခဲခဏန်းကိုယူမယ်ဆိုရင်ကိုလေးချစ်ကိုလည်းဖြစ်သွားလို့ရတယ် နော်ဒါပေမဲ့ကျွန်တော်ကတော့300ခုခုပဲယူမှာဒီ5ခုခု960ရေဆောင်းမှာ300ခုခုပြန်ကြနော်အဲကျွန်တော်ကဒီ390နဲ့အချိန်လိုက်က260ခုအဲ့ဒီနှစ်ထဲမှာပြန်ကြနော်အဲ့တော့5ခုခု960နဲ့အချိန်လိုက်ဒီကဏ္ဍကသူ့ရှိနှစ်ကခဏအဲ့ဒီတော့ညာ3ခွန်နဲ့အချိန်ကကျွန်တော်ရေးမပြတော့ဘူးเนาะ အချိန်ခဲကရှိတယ်သုံးခွန်ခွန်ဒီဒီနေ့ထဲမှာပြန်ကြအဲ့ကောင်ပြန်ကြတော့ဒီမှာ9ကိုခွန်နဲ့960ထောက်ပြီးတော့ကြတယ်သူ့ရဲ့ရှေ့တနစ်ကျော်၄ခွန်ဆိုတဲ့ကနေသူ့ရှေ့နှစ်ကခနဲ့နော်သူအဲ့ကောင်နဲ့လည်းဝင်သွားတယ်ပြန်ကြအကုန်ရှိတယ်နော်အခုထွက်သွားတယ်ရှေ့ခွန်6တောင်မှပြန်ကြရှိတယ်နော်ကျွန်တော်ဟိုနေ့ကပြောခဲ့ပါခွန်နောက်ပိတ်နှလုံးထောင်ပြီးပြန်ကြမယ်ဆိုရင်ခွန်ပိတ်နဲ့ပြန်ကြခနဲ့အကုန်ထိုးလို့ရတယ်နော် ါတွေကနော်ဒါတွေမနေ့ကကျွန်တော်ပြခဲ့တာဒါဟုတ်ဒါအဲဒါမနေ့ကကျွန်တော်ပြခဲ့တယ်ခွန်နောက်ပိတ်နှလုံးထောင်ပြီးပြန်ကြနော်ဒီမှာခွန်ပိတ်နှလုံးထောင်ပြီးပြန်ကြအခုဒီမှာကျွန်တော်တို့ခွန်ပိတ်နှလုံးထောင်ပြီးပြန်ကြဆိုတဲ့ကောဟာဒီကောင်းနေကျွန်တော်ကြတယ်လို့ဖုန်းတော့ကြတယ်လို့ကောင်းကောင်းပြောတယ်နော် ဟောဒီကောင်ဒါညကကျွန်တော်ကြားကြရတယ်နော်ဒါကျွန်တော်တို့နေ့ဦးတစ်ခါကွာ၄နော်လေးထည့်စီအောက်ဆောင်ကနန်းကိုပြန်ညချခြင်းတာအဲ့ဒီမှာဒီထောင်သုံးလုံး30သူ့နက်ကခွန်နောက်ဘက်ကိုရှစ်ထိတ်နဲ့ထွက်တယ်အဲ့ဒီရှစ်ထိတ်ကလည်းထောင်သုံးလုံး6လို့ဖြစ်ကြမယ်ဒီခွန်ပိတ်တဲ့အချိန်မှာဗရိတ်ရှိကြောင်ဇောင်းသုံးလုံးရှစ်လို့ဖြစ်ပြီးမှအဲ့ဒီချစ်စက်ခွန်ခွာအောင်မှထွက်ကြမယ်ဒီကနန်းဒီစေနှစ်မြောက်ပတ်လာတဲ့ကနန်းနော်အဲ့ဒီကနန်းပြန်ကြကနန်း ဒါခုနကနှစ်ကတ်နဲ့ကျွန်တော်ရိုက်ပြခဲ့တာအဲ့နေဦးတစ်ခါကွာလေးဖြစ်ခဲ့တဲ့နေ့တည်းကလေးထည့်စီရဲ့အောက်ဆောင်ကခဏเนาะပြန်ကြကြတယ်ကြတော့ဒီထောင်သုံးလုံးတုံညာနှစ်ခတ်ခွန်နောက်ပိတ်တယ်အဲ့ဒီခွန်နောက်ပိတ်တဲ့အချိန်မှာခုနကရှစ်ထိတ်နေအခုခွန်ထိတ်နေထွက်တယ်ခွန်ထိတ်လို့ထိတ်တာနဲ့တောင်လုံးလုံးကသူကကိုးလို့ပုံသေးရိုက်တယ်အဲ့ဒီဗရိတ်ရှစ်ကြောင့်ဇောင်းသုံးလုံးခွန်လေးခွန်ဆိုပြီးရှစ်တယ်အဲ့ဒီမှာခွန်ဆွဲခွန်ခွအောင်မှာသူကပြန်ကြကန်တန်းကြတယ် အဲ့ဒီပြန်ကြကဏ္ဍကခုနကကျွန်တော်ပြောခဲ့တဲ့ရှေ့စေနေမြောက်ကကနေအခုဒီမှာလည်းအဲ့ဒီလိုတပုံစံနဲ့ဖြစ်တယ်လေးထိပ်စည်းရဲ့မြင်းကုန်မှာထွက်တဲ့ကဏ္ဍဒီပြန်ကြเนาะဒီကဏ္ဍကသူ့ရှေ့နေကကနေအဲ့ဒီကဏ္ဍဒီဒီနေရာမှာပြန်ကြကြဖို့အထောင်သုံးလုံး30သူ့ရဲ့နှက်ခခွန်နောက်ဘိတ်ကို6ထိပ်စည်းနဲ့တွဲထွက်မယ်အဲ့ဒီ6ထိပ်လို့ထည့်တဲ့ချိန်မှာလည်းထိပ်သီး3လုံးက6လို့ပုံစံရိုက်ကမယ် ဒီမှာပရိသတ်7ဖြစ်ခဲ့လို့သူကဇောင်း3လုံးကို8 6ခွန်7လို့ဖြစ်ပြီးမှသူ့ရဲ့အောက်မှာ60ခွန်အခွားအောက်မှာပြန်ကြကဏ္ဍကြာရမယ်ကြာမဲ့ကဏ္ဍသည်ဟောဒီ၄ထိပ်စီသူ့ရှိနှစ်ကကဏ္ဍလာပေါက်တဲ့တပွဲကြော်အကောင်နော်သူက5 4ဇောင်းကကဏ္ဍဒီမှာ4 4ဇောင်းကကဏ္ဍဒီကဏ္ဍသူ့ရှိနှစ်ကကဏ္ဍဒီမှာ3 4ဇောင်းကကဏ္ဍဒီကဏ္ဍသူ့ရှိနှစ်ကကဏ္ဍနော်အဲ့တော့အဲ့ဒီမှာ ဒီကဏန်းနေကထူးခြားချက်က10နှစ်မြောက်ကကဏန်းဒီကဏန်းဒီ10နှစ်မြောက်ကကဏန်းအဲ့တော့ဒီကိုလေးရှိတို့တခြားကဏန်းတွေက10နှစ်ထဲမှာမရှိဘူးရှိတာ3000က10နှစ်မြောက်မှာရှိတာနော်အဲ့တော့ကျွန်တော်3000ကိုပဲအောလို့ကျွန်တော်ထုတ်လိုက်တယ်